ေငငယ်လို့ပဲဘာလဲအဲဒါဘယ်သူလဲအဲ့လိုချစ်နေရတွေ့ရင်ဝန်းတာလေလူရဲ့ချစ်နေချစ်နေမုန်းနေရတွေ့ရင်ရင်နဲ့မကောင်းအောင်လေချစ်နေရတော့ပျော်စရာကောင်းတော့ပေါ့ချစ်တာမင်္ဂလာရှိရလေဘာပြောကိုယ်လည်းတော့မလာပါခဲ့ပဲနဲ့ကိုသားသမီးတွေအဲ့လက်မှာ တတ်နိုင်တဲ့လှပအောင်လုပ်တယ်အဲအခြားခြားသောသူတွေကိုအားကြတယ်ဒါပေမဲ့အမြဲတမ်းကြီးတော့ဟိုသူတို့လိုဖြစ်နိုင်ဖို့တော့မလွယ်ဘူးလေနော်ဒါကကုသကနဲ့ဆိုင်တယ်မင်္ဂလာဆိုတော့ပြန်ဆောင်ရမှာလားပြန်ဆောင်ရတဲ့ဒီကြောင့်မှသူမလည်းတက်ဖို့ပြန်မှာမဟုတ်လားကျွန်တော်ယသမားတွေမလို့လားမသိဘူးဒင်မာဒင်နာရွေးဖိတ်တာပဲအဲရှေ့ပိုင်းပွဲတွေတော့မတက်ပြခဲ့ပါဘူးဒီပွဲလေးဖိတ်တော့ကိုယ်လေးရန်ကုန်မှာရှိနေစဉ်ဆိုတော့တက်ဖြစ်တာပေါ့နော်ဟုတ် ဆိုကိုရငငရလို့ပဲဘာအဲဒါဘသူရဲ့အဲ့လိုချစ်နေရတွေ့ရင်ဝန်တာလေလူရဲ့ချစ်နေချစ်နေမုန်းနေရတွေ့ရင်ရင်နဲ့မကောင်းအောင်လေချစ်နေရတော့ပျော်စရာကောင်းတာပေါ့ချစ်တာမင်္ဂလာရှိရလေဟုတ်တယ်မလားမုန်းနေရတွေကရင်နဲ့မှမကောင်းဘူးအဲချစ်ချစ်ကြသူကချစ်ကြတာကောင်းတာပေါ့မဖိုးဖွားရအောင်ချစ်နေတော့ဆိုတာအော်ဝမ်းသာတာဗောကလေးနှစ်ယောက်စလုံးကနောက်မိဘဗောလည်းအရန်တိတက်တယ်။နောက်တယောက်လည်းတယောက်လည်းအဲ့လိုချစ်တာမြင်တော့ပို့ပြီးတော့ပီတိဖြစ်ရတယ်။ဒီနေ့ကဥပစီလည်းသွားဘူးတယ်။အရန် ရိုးတယ်။သူကအေးအေးဆေးပဲနေတာ။ဟိုအဲ့လိုမျိုးခါကြလို့ရှင်လဲအဲ့လိုမျိုးဟိုခီးသွားလဲအဲခီးသွားရတဲ့အခါမှာမလူတွေရဲ့စိတ်ရောက်ဘူးတည်တာလေ။ခီးသွားတဲ့အချိန်မှာမိသားစုစိတ်ဓာတ်ရှိရဲ့ရိုးတယ်။အဲချစ်စရာကောင်းတဲ့သူတို့ရဲ့အနေထိုင်လေးတွေတွေ့ရတယ်။သူကဟိုတိမ်မွေ့တယ်ပေါ့။သူတို့ဘာမှအဲ့လိုမျိုးဟော့ဟော့ရင်းရင်းမရှိဘူးဒီကလေးက။ကြီးရောခဏညောက်ကိုကျွေးနော်။ဟုတ်တယ်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 ။နောက်အဓိကတော့မိဘအုပ်ထိန်မှုကောင်းတယ်ပြောမှာပေါ့နော်။ သူ့ရဲ့အဖေရောအမေရောကတမီးကိုတစ်ချိန်လုံးအရေးလိုကြည့်နေကြတယ်။ဟုတ်။တယောက်ကတည်းကရေးမိခဲ့တာရှိတယ်လို့ပြောရတယ် surprise ရောဥက္ကလန်ရောဥက္ကလန်ကလေဥက္ကလန်တကယ်ပြောတာဥက္ကလန်ကရှင်းဆုံးပြောဥက္ကလန်မင်းသားအစ်မင်းသမီးတစ်တည်းဝင်လာတယ်ဆိုရင်လည်းဥက္ကလန်ဒါရိုက်တာတွေပရိုဂျူဆာတွေစသည်အပြင်မိတ်ဆက်ပြီးမှဥက္ကလန်သိတာဥက္ကလန်ဥက္ကလန်အလုပ်ကိုပဲခေါင်းထဲမှာရကျွန်တော်သိဥက္ကလန်စိတ်မဝင်စားဘူးအာသူတို့ဘသူတွေချစ်သွားကြပြန်ဘသူတွေပြစ်သွားကြပြန်အာဥက္ကလန်ခေါင်းထဲလည်းမထည့်ကိုကိုလုံးမဟုတ်ဘူးလို့တွေးထားတာ အဲသူတို့ဩဖိတ်ရင်သွားလိုက်တယ်ဒါတော့ဘယ်သူမှဘယ်လိုလဲမသိဘူးဆိုမျက်စိရောက်တဲ့တစ်ခါကျလက်ချင်းလည်းမသိဘူးဟုတ်လားအဲ့ဒါစိတ် တကယ်စိတ်ဝင်စားအောင်ဟာလို့အဲ့ဒါဥက္ကလိုင်တို့ခေါင်းကအမိုက်တောင်းမဟုတ်ဘူးလေကုန်လိုက်ထက်တာလို့မရဘူးဟုတ်ကဲ့ဟုတ်အခုဒါအချင်းချင်းလေးကိုပြန်လောင်းမသားဘူးလားခုနကပြောလို့ကိုရီငင်ငါချင်းလေးဥက္ကလိုင်တို့ငယ်တော့ကျတော့ဥက္ကလိုင်တို့ကမပြည့်စုံဘူးလေကွာမပြည့်စုံတဲ့အခါကျတော့အပန်တကယ်ပြောရရင်ဥလန်တို့မင်္ဂလာဆောင်ရတာအဲတစ္ဆက်လိုင်းကမှာသူ့အဖေကတစ္ဆက်ကဝန်ထမ်းဆိုတော့အဲဝန်ထမ်းတစ်တီလျှောက် ရှောက်ပြီးတော့ရှောက်တော့ဆိုတာလည်းကားပိုင်ရတာမဟုတ်ဘူးမန္တထိုးဖို့တော့ရှောက်ရတာမန္တထိုးထိုးပြီးတော့သူ့ဖေကအဲဒီမှာတစ္ဆတ်မလဲတော့နောက်ပြီးတော့ဟိုလေဟိုလေဘာဝစီယာပြဆက်မှာဆက်တင်လို့တော့အဲကလကာတွေငါအဲ့ဒါနဲ့မန္တကလေးလှလှလေးလှုပ်တာပေါ့မန္တကလေးလှလှလေးကိုကိုစိတ်ထဲမှာတော့လှတယ်ပေါ့ဂရီပါတွေပိုင်းနဲ့ဟိုလုံးတွေပိုင်းကိုတိုင်းညလုံးစင်မနေ့ကျတော့မိုးရွာချလိုက်တော့မန္တကြီးပြူသွားမန္တကြီးပြူသွားတော့သူတို့အဲဒီတစ္ဆတ်ဓမ္မယုံမှာအဲလုတ်ခဲ့ရတာဆိုတော့စိတ်မကောင်းတသက်မှာတစ်ခါလုတ်ခဲ့ရတဲ့မင်္ဂလာပွဲကိုပြပြပြမရှိခဲ့ဘူးကွာ အဲ့ဒါသူများလည်းအဲ့လိုမျိုးတွေလုပ်နေတာတို့တော့ဝင်သားတယ်အဲကြောင့်ကိုတာကြီးတော့လည်းအကောင်းဆုံးသူများသားသမီးပေါ်မှာတာဝန်ကြီးအောင်လို့ဆိုတာကြီးတော့လည်းအဲအဲ့လိုမျိုးကိုနိုင်တဲ့လောက်အလှပဆုံးလုပ်ပေးခဲ့တယ်အဲတန်းငယ်တော့လည်းနိုင်တဲ့လောက်အလှပဆုံးလုပ်ပေးခဲ့တယ်အဲ့တော့ဘာပြောကိုယ်လည်းတော့မလှပခဲ့ပဲနဲ့ကိုသားသမီးတွေလည်းမှာတတ်နိုင်ဆုံးလှပအောင်လုပ်တယ်အဲအခြားခြားသောသူတွေကိုအားကြတယ်ဒါပေမဲ့အမြဲတမ်းကြီးတော့ဟိုသူတို့လိုဖြစ်နိုင်ဖို့တော့မလွယ်ဘူးလေနော်ဒါကကုသကနဲ့ဆိုင်တယ်မင်္ဂလာဆိုတော့ဘူဆန်းမင်္ဂလာဆိုအောင်တော့ကိုယ်ပွဲဆောင်လို့ကြာတယ် <laughs> ဟဲ့ဘုရားဟုတ်လားညီဟမ်ဒီစော်ဘဲကိုပိန်လိုက်ဖောင်းလိုက်လို့နေလို့အဲ့ဒါမေကပြောပြပါအောင်ဒါအခုတော့ဒါအခုပြည့်စုံသွားတဲ့ခါကျတော့ ေးအတွက်လုပ်ဖို့အစီအစဉ်ရှိအောင်မလားပြန်ဆောင်ရပါလားပြန်ဆောင်ရတဲ့ဒီအကြောင်းမှာသူကလည်းလက်ဖွဲ့ပေးမှာမဟုတ်လားကိုရာသာလို့ဆိုလဲကျွန်တော်ဒီဇိုင်နာအေရိယာသာအေဂရိယာသာဆိုသူတို့လင်မယားနှစ်ယောက်ဆိုလဲဟာခလေးလေးကြာနေခါပန်းညံတော့မလျှောက်ပြီးပေါ်တဲ့ရောက်လဲလျှောက်ပြီးကျွန်တော်လည်းဘယ်မှာလျှောက်ပြီးနေကောင်းလဲစားတာဝိစုံလည်းပြောလိုက်ဝိစုံလည်းဒါဒီနေ့ဒါတော့မပြောစရာမလိုဘူးအာကိုကလိုင်းတို့မိသားစုဘွဲ့တက်တယ်ဆိုရင်အေရိယာသာအေဂရိယာသာပဲပေါ့ဒါ ကျွန်တော်တို့ suit down နိုင်တော့ပြည့်ချင်မှာပြည့်မှာပေါ့လေမုရိတာစကားပဲပြောအောင်ကျွန်တော် suit down နိုင်တော့ဒါဒါတော့လူရဲ့ဟိုကုသခံကဘယ်သူမှမနေအိမ်တော်ကြီးကကုသခံနဲ့လာတော့အဲ့တော့အိမ်တော်ကြီးကံပြည့်ဝပြီးတော့ပျော်ရွှင်ကြပါစေလို့ suit down ပါတယ်